ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်တောင်းကြနေ့ညမှာ One Championship မှာပွဲဥထွက်မယ့်မြန်မာ Fire စင်လုံးချောရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာမယ့်မေလ2ရက်နေ့တောက်ကြနေ့ညမှာဆိုရင် One Championship က One Friday Fight One OC ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါလေ။အဆိုပါ One Championship ရဲ့ One Friday Fight One OC ပြိုင်ပွဲမှာမြန်မာမျက်နှာသစ်ဖိုင်တာစိန်လုံးချိုးရဲ့ပွဲစဉ်ပါဝင်လာပါလေ မင်းလီသားစိန်လုံးချောအား Time Fighter Rock Sasan နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါလေ Rock Sasan ကတော့လက်ရှိမှာအသက်16နှစ်အရွယ်သာရှိသေးတဲ့လူငယ် Fighter တအုပ်ဖြစ်ပါလေ Professional Muay Thai နဲ့ Kickboxing Record ရတော့43ပွဲနိုင်16ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါလေသူက One Championship မှာတပွဲထိုးသက်ထားပြီး Split Decision နဲ့နိုင်ပွဲရယူပြထားပါလေ One Championship နောက်ဆုံးပွဲကို November လ2024ခုနှစ်ကထိုးသက်ခဲ့တာဖြစ်ပါလေဒါကြောင့်ပွဲကတော့အတော်အသင့်ဝင်နေတယ်လို့ပြောရမှာပါ ရကော့အရတော့ Time Fighter စိန်လုံးချောတဲ့အတွေ့အကြုံပိုတာနေတာတွေ့ရပါတယ်။ One Championship မှာလည်းတပွဲထိုးသက်ထားဘူးတာဖြစ်လို့စိန်လုံးချောက One Championship အတွေ့အကြုံနဲ့ပိုရှိနေပါတယ်။ဒါကြောင့်စိန်လုံးချောအတွက်အရန်ကိုတော့လွယ်ကူမနေပါဘူး။စိန်လုံးချောအနေနဲ့ဂိမ်းပလန်ကောင်းကောင်းကိုပြင်ဆင်လာမယ်ဆိုတော့ပေတာပေါင်းနိုင်ပွဲပုံဖော်နိုင်မှာပါ။ဒါမဲ့အရင်လော်ဘီကစားရင်တော့ Time Fighter ကဒီပွဲမှာကောက်စားသွားမှာပါ။စိန်လုံးချောကလက်ရှိမှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသူ့ရဲ့ဆရာဖြစ်သူနဲ့ရောက်ရှိနေပြီဖြစ်ပါတယ်။ ဝမ်ချန်ပီယံရှစ်ကတော့ဂျာသာပရီနေ့မှာဆင်းဆင်းဝိတ်ချိန်ပိုင်းကိုလှုပ်ဆောင်သွားမှာပါဘလို့ပွဲစံတစ်ပွဲဖြစ်လာအောင်လို့ဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်စေလုံးချောအနေနဲ့လည်းဝမ်ချန်ပီယံရှစ်အဖွင့်ပွဲမှာနိုင်ပွဲပုံဖော်နိုင်ဖို့လိုပါတယ်ဒါမှသာနောက်ပွဲတွေမှာလည်းဒီတဲ့ပုံမကောင်းမွန်တဲ့ပွဲတွေပိုင်ဆိုင်နေမှာဖြစ်ပါတယ်မြန်မာပြည်သက်တော်တော်များများကတော့လက်ရှိအချိန်မှာစိန်လုံးချော့တဲ့အနေနဲ့စိတ်ပူနေကြပါတယ်။စိန်လုံးချော့အနေနဲ့မြန်မာပြည်သက်တွေကိုဘလို့ယုံကြည်အောင်ဆွမ်းဆောင်ပြသွားမလဲဆိုတော့လာမယ့်တောက်တန်နေ့ညမှာစောင့်ကြည့်ကြမှာပါ။ ။အားပဲပြပြစိန်လုံးချော့နေနဲ့လည်းအကောင်းဆုံးစားပြမယ်လို့ယုံကြည်ပါတယ်။ဒါမဲ့စိန်လုံးချော့နေနဲ့လည်းပွဲချိန်တွေမှာအဆုံးသတ်ပြနိုင်မှုလို့ပါတယ်။အားကြောင့်လဲဆိုတော့တစ်ဖက်တိုင်းဘက် fighter time fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲချိန်တွေမှာသာအဆုံးသတ်ပြနိုင်ခြင်းမရှိခင်စိန်လုံးချော့အတွက်အနိုင်ရလက်ကခံမှန်းလို့ရမှာမဟုတ်ပါဘူး။ပွဲပြင်းနေအောင်ထိုးသတ်မလားဒါမှမဟုတ်အမှတ်အများကြီးရအောင်ကစားထားမှသာစိန်လုံးချောင်းနေနဲ့ဒိုင်းအဆုံးပြေးရအောင်တော့နိုင်မွဲပုံဖော်နိုင်မှာဖြစ်ပါတယ်မဟုတ်ရင်တော့ပရိုမိုးရှင်းကသူတို့ထိုင်းဖိုက်တာကိုပဲအသာပေးသွားအောင်မှာဖြစ်ပါတယ် ဘလို့အခင်းကျင်းတွေဆက်လက်ဖြစ်ပေါ်လာဦးမလဲဆိုတော့လာမယ့်တောက်ကြံနေ့မှာစောင့်ကြည့်ရမှာပါစိန်လုံးချော့ပါဝင်ထိုးသက်မဲ့1 championship 1 friday fight 106ပြိုင်ပွဲဟာလာမယ့်မေလ2ရက်နေ့တောက်ကြံနေ့ည9နာရီချိန်မှာစတင်ကျင်းပမှာဖြစ်ပါလိမ့်စိန်လုံးချော့ရဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည8နာရီခွဲ9နာရီဝန်းကျင်မှာကြည့်ရနိုင်လိမ့်ရှိပါလိမ့်ဝမ်းချမ်းမရှင်မှာအဖွင့်ပွဲထိုးမဲ့မြမယူရလက်ဝိတ်ဖိုင်တာစိန်လုံးချော်လေးနိုင်ပွဲပုံဖော်နိုင်ပါစေလို့ပဲကျွန်တော်အနေနဲ့ယင်းထဲကနေလှလိုက်နေလဲဆန္ဒပြပါတယ် စင်လုံးချွဲရဲ့ပွဲစဉ်ကိုဘလို့အခင်းကြီးနေဖြစ်လာမယ်လို့ပရိသတ်တွေအနေနဲ့ထင်မြင်ယူဆမိပါတယ်မိမိတို့ရဲ့ထင်မြင်ချက်တွေကိုလည်းဆွေးနွေးပေးသွားခဲ့လို့ရပါတယ်ခင်ဗျာထူကြတဲ့အကြောင်းအရာရှင်နဲ့ဆက်လက်တင်ဆက်ပေးပါဦးမယ်ခင်ဗျာဒီနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့မှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသည် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲသာပြရှုံမယ်ကောင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ